ဒါကတော့ social influencer တယောက်ဖြစ်ခြင်းနဲ့ကိုမင်းမသူ့မှာအရေးချင်းရှိတယ်ပြောစရာစကားတွေခြားပြစရာ idea ဆန်းတွေလည်းရှိနေပါတယ်ဒါပေမဲ့ digital လောကမှာသူ့အတန်ကိုဘယ်သူမှမကြားရပါဘူးကိုမင်းအတွက် digital လောကထဲမှာတကယ်ပဲနေရာမရှိတော့ဘူးလားအခုတော့ကိုမင်းက MYB digital literacy course ကိုတဆင်ချင်းလေ့လာနေပါပြီ ကိုမင်းက MYB ရဲ့ Digital Literacy ခေါ်တဲ့က Content Creation သင်ခန်းစာတွေကိုကျွမ်းကျင်မှုရှိအောင်နှစ်လကျော်လောက်အထက်ထက်လေ့ကျင့်နေခဲ့ပါတယ်။အခုတော့တည့်ရလာပါတဲ့ Content တွေကိုကိုမင်းတယောက်ဖန်တီးနိုင်ခဲ့ပါပြီ။ Content တွေကောင်းနေပြီမဲ့လူတွေကသူ့ကိုထင်သလောက်မြင်မနေပြန်ပါဘူး။ဒါကြောင့် Content ကောင်းနေုံနဲ့မရဘူးဆိုတာကိုသူသဘောပေါက်သွားပါတယ်။သူပါဆက်လုံးမလဲ Influencer တယောက်ဖြစ်ချင်တဲ့သူ့အိမ်မက်ကိုလက်လျှော်လိုက်တော့မှလား။ အဖြေကိုအမွန်ပြီးမှသူရှာပါတယ်အဲ့ဒီမှာ entrepreneurship course ကို တွေ့သွားပါတယ်အခုတော့ကိုမင်းတယောက်သူဘာလုပ်ရမလဲဆိုတော့ golden creation ကိုတည်ုံတင်မကတော့ဘူးသူ့နာမည်ကိုလူသိများအောင်ဘလို့လုပ်ရမလဲဆိုတာကိုပါတည်သွားပါပြီဒီအတွက်လည်းသူကအမွန်ပြီးမှ entrepreneurship course ကိုတက်ပြီးကျွမ်းကျင်အောင်နှစ်လလောက်လေ့ကျင့်ခဲ့ပါတယ်။အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကဒါပါပဲ။ M1 because category တစ်ခုကိုတက်မယ်ဆိုရင်ဘာလုပ်ရမလဲဆိုတာကိုတည်သွားပါမယ်။ ညံရှိတယ်လို့နောက်ထပ် cost တွေနဲ့ပေါင်းဆက်အသုံးချမယ်ဆိုရင်တော့ဆိုင်ရနယ်ပယ်ထဲမှာကျွမ်းကျင်တဲ့လူတယောက်ဖြစ်လာမှာပါ အချိန်တစ်ခုတော့လိုပါလိမ့်မယ် content creation လုပ်တတ်တာကအရေးချင်းတစ်ခုပါအဲ့ဒီ content creation ကို brand ဖြစ်အောင်လုပ်တတ်တာကတော့နည်းပြဟာတစ်ခုပါ digital literacy နဲ့ entrepreneurship ပေါင်းစပ်လိုက်တဲ့အခါ6လအတွင်းဘယ်သူမှမသိတဲ့ကိုမင်းကနေလူသိများစွာပြုလာတဲ့ influencer တစ်ယောက်ဖြစ်လာပါတယ်။ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုပြန်လည် sharing လုပ်ပေးခဲ့တာပါ။တင်နန်းတွေကိုတခုချင်းစီပဲတက်နေရင်တခုခုတော့လိုအပ်နေမှာအမှန်ပါပဲ။ M1B မှာတင်နန်းပေါင်းများစွာရှိပါတယ်။အဲ့ဒီတွေကကိုနဲ့လိုက်ဖက်မဲ့တင်နန်းတွေကိုပေါင်းဆက်ပြီး think career ကိုနောက်တစ်ဆင့်မြှင့်ဖို့ကြိုးစားလိုက်ပါ။နောက်ထပ်အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ရဲ့ဇာတ်လိုက်ဟာတင်လဲဖြစ်လာနိုင်ပါတယ်။